မင်္ဂလာပါခင်ဗျာ Academy eCampus podcast ရဲ့အပိုင်းငါကကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဟာ Francis Bacon တင်ပြခဲ့တဲ့ Andy ရအရှိဆုံးရုပ်တုသူတဲ့ဇာတ်ယုံရုပ်တု Idols of the Theater အကြောင်းကိုဆန်းစစ်သွားပါမယ် James I came to power Francis was knighted and appointed as the keeper of the great seal an important symbol of the monarchy in England ဒီရုပ်တို့ဟာကျွန်တော်တို့ရဲ့ပုဂ္ဂလိကစိတ်ထဲမှာမဟုတ်ပဲစနစ်တစ်ခုလုံးကနေလာတဲ့မာယွင်းမှုဖြစ်ပါတယ်။ဇေယုံရုပ်တို့ဟာပฏิပက္ခလေးကိုဆက်လက်ရှင်သန်စေတဲ့အဓိကအရင်းမြစ်ပါပဲ။ဘာလို့လဲဆိုတော့သူကအစိုးရရဲ့အကျိုးရှိသောပုံပြင် National Narrative ကိုလူတို့ကိုဇေယုံပေါ်ကပြဆက်လို့မျိုးယုံကြည်အောင်စနစ်တကျပြတာပြီးမတိမှု Ignorance ကို မျိုးဆက်သစ်စီအမွေဆက်ခံစေလို့ပဲဖြစ်ပါတယ်။ဘေးခွန်ကဇေယုံရုပ်တို့ကိုဒါသနဆိုင်ရာစနစ်များသို့မဟုတ် မှားယွင်းတဲ့တတ်တည်ပြတ်ချက်နီလာများကနီပေါ်ပေါက်လာတဲ့မှားယွင်းတဲ့ယုံကြည်မှုလို့အတိပ္ပယ်ဖွင့်ဆိုခဲ့ပါတယ်။ဇက်ယုံမှာပြတ်တဲ့ပြတ်ဆက်တဲ့ဟာတကယ်အမှန်တရားမဟုတ်ဘဲစိတ်ကူးယဉ်ဖန်တီးထားတဲ့ကဘာထစ်တယ်လို့ပဲအာနာကိုကြိုက်ဆွဲသူများကလည်းသူတို့ရဲ့အယူဝါဒကိုအမှန်တရားရဲ့ပုံစံနဲ့ပြန်လည်ထုတ်ပေါ်ပြသနေတာဖြစ်ပါတယ်။ ဒီလိုဇက်ယုံဟာပညာရေးစနစ် educational system နဲ့ media စနစ်ကိုအသုံးပြုပြီးပေါ်ပေါက်လာတာပါဥပမာအချင်းတမိုင်းတင်ယုံညွန့်တန်ထဲမှာအဖွဲအစည်းတစ်ခုရဲ့လုပ်ရမှန်တမျှကိုနိုင်ငံချစ်စိတ်တည်ငြိမ်ရေးနဲ့ကောင်းမွန်တဲ့စီမံခန့်ခွဲမှုဆိုတဲ့ခေါင်းစဉ်အောက်ကနေတာယာနာပြောခွဲဆက်လက်အဖြစ်တင်ဆက်ပြသပါတယ်ဒါကြောင့်ပฏิပက္ခကိုဖြေရှားလို့ရင်ဖွဲ့စည်းပုံကိုပြင်ယုံနဲ့မတည်ပါဘူးအဲ့ဒီဇက်ယုံရုပ်တုကိုဖျက်သိမ်းပြရမှာပါ ဘာလို့လဲဆိုတော့အမှန်တကယ်ပြောင်းလဲမှုလောက်လို့တဲ့အခါလူတို့လည်းစိတ်ထဲမှာမစ်တွယ်နေလဲမှားရတဲ့ဇက်လန်းတွေကပြန်လဲဝင်ရောက်နှောက်ယှက်နေလိုပါပဲဇက်ယုံယုတ်သူဟာအာနာကိုထိန်းချုပ်တဲ့ကိရိယာ tool of control အဖြစ်ဘလို့အလုတ်လုတ်တယ်ဆိုတာကိုကြည့်ရအောင် ။တမိုင်းမှာကျွန်းစနစ်ခေတ်ကကျွန်းတွေကိုစာတင်ကြားခွင့်ပိတ်ပင်ခဲ့တယ်လို့ပဲ။အာနာရှင်ဆန်ကနိုင်ငံတွေမှာဝေဖန်ဆန်းစစ်တို့အထွေအခွေကိုပိတ်ပင်ပါတယ်။အဓိကကြီးရွယ်ချက်ကတော့လူထုကို၎င်းတို့ရဲ့အခွင့်အရေးနဲ့အမှန်တကယ်အခြေအနေကို နားမလည်အောင် တားဆီးထားဖို့ပါပဲ။အာနာခွဲဝေမှုရဲ့အရေးပါပုံကိုမသိရင်ဥပဒေဤအထက်မှနေလို့ရဲ့နိုင်ငံရေးသမားကို လူထုကစင်ခေါ်နိုင်စွမ်းရှိတော့မှာမဟုတ်ပါဘူး။ဒါဟာမတိမှုကိုတက်တန်းရှည်အောင်လုပ်နေတဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ ီနေရာမှာကျွန်တော်တို့ဝရဟာနဲ့ပြောင်းပြောင်းတင်းတင်းဆနောက်ရအောင်ဇက်ယုံမှာမင်းသားကြီးကအရန်တော်တယ်လို့ပဲအာနာရှင်ကလည်းကောင်းမွန်တဲ့ခေါင်းဆောင်အဖြစ်ဟန်ဆောင်တတ်တယ်။ဒါပေမဲ့ဇက်ကိုအပြင်ဘက်ကနေမြင်တဲ့သူကဇက်ညွန့်ရဲ့အလင်းညာကိုတည်တယ်။ဒါတနာကိုလေးစားခြင်းသည်ဇက်ယုံယုတူကိုဖြိုးချဖို့ပထမဆုံးလိုအပ်ချက်ပဲဖြစ်ပါတယ်။ဒါကြောင့် Francis Bacon ရဲ့တိုက်တွန်းချက်ကရှင်းပါတယ်။အမှန်တရားကိုဇက်ယုံဘောကစင်မြင့်ပေါ်မှမရှာဖွေပါနဲ့။လက်တွေ့စမ်းသပ်မှုနဲ့ဝေဖန်ဆန်းစစ်မှုတွေကနေတာရယူပါ။ လူစိတ်ဤလွတ်မြောက်မှုသည်ဇာယုံယုတ်တုကိုဖျက်ရှားခြင်းမှစတင်ပါတယ်။ဒီလိုစနစ်တကျအမြင့်တွယ်နေတဲ့မှားယွင်းတဲ့ယုံကြည်မှု dogmas တွေကိုမထက်စီနိုင်တဲ့ရွေ့ဥပဒေရေးရာခံတပ်များတိဆောက်ခြင်းဟာလည်းရေရှည်မှာအကျိုးမရှိနိုင်ဘူးဆိုတာကိုကျွန်တော်တို့သဘောပေါက်ရပါမယ်။နာစင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးအပိုင်းဆောင်းမှာတော့ bacon ဤယုတ်တုလေးမျိုးကခစ်တဲ့ကဘာအပေါ်ဘီလိုဆက်လက်လွှမ်းမိုးနေတယ်လဲဆိုတာကိုနီကုံချုပ်ဆန်စစ်သွားပါမယ်။နာစင်ပေးကြပါဦးခင်ဗျာ။